ာနှစ်1969ခုနှစ်မြန်မာတပ်ရက်6389ခုနှစ်ဝါဆိုလာဝါလောင်လာကွာဟောဇရန်ခရစ်နှစ်1925ခုနှစ်ဇူလိုင်လတလစာခုနလပိုင်းအတွက်တလစာချောင်းရံဆောင်ရံအတွက်ဟောဇရန်ကြီးကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာအီလာဘင်9ရက်ခုနလ1925ဗုဒ္ဓဖူးနေ့ဟာဝါဆိုလာပြင်းနေဖြစ်ပါတယ်24ရက်ခုနလ1925ဂျာဇာပရီနေ့ဟာဝါဆိုလာပွေရဖြစ်ပါတယ် ကိုရခွန်လာနှောင်း25ဗုဒ္ဓဘူးနေ့ဟာဝါဇုံလာပြီးနေ့ဖြစ်ပြီးတော့ရက်ရစာနေ့လည်းဖြစ်ပါတယ်24ရက်ခွန်လာနှောင်း25ကြာသာပြီးနေ့ဟာဝါဇုံလာပွဲရက်လည်းဖြစ်ပါတယ်ဒီရအတွင်းမှာနဂါးကောင်းဟာမြောက်ရက်တို့လှဲ့ပါတယ်ဤရအတွင်းနဂါးကောင်းဟာမြောက်ရက်တို့လှဲ့ပါတယ်ထို့သူဝမ်းလာအရှိရက်ကြောကအနောက်ရက်အမီကတောင်ရက်တို့အတိအကျဒီရှိနေရပါတယ် ဒါကြောင့်ဆရာမိတ်ဆွေများနန်းနဲ့နဂါမှလဲစားနေဆိုတဲ့အတိုင်းပဲရှီထုံလဲမပေကောင်းကြောင်ဈေးထုံလဲမပေကောင်းကြောင်နဲ့နဂါကောင်းနဲ့ပတ်သက်ပြီးတော့အရမျက်နှာပြောင်းရွှေ့ခီးသွားလာတဲ့အခါမှာတတိချပြီးတော့ဒါလေးတွေကိုတော့ပြုမှုပြီးတော့ဆင်ခြင်ပြီးတော့တေချာလေးနဂါကောင်းလေးတဲ့သွားဖို့လိုအပ်ကြောင်းဆရာကရှီထုံလဲမပေကောင်းကြောင်ထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာအီလာအတွင်းနဂါကောင်းဟာမြောက်ရက်သို့လှည့်ပါတယ်ထို့တူဝမ်းကအရှိရက်ကြောကအနောက်ရက်အမိကတောင်ရက်သို့အတီးပြီးရှိနေကြပါလေခင်ဗျာ ဒီခုနလပိုင်းတွင်မှာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါဒီခုနလပိုင်းတွင်မှာဒုက္ခအစင်းင်းနဲ့ပတ်သက်တာညောင်းညာကြိုက်ခဲခြင်းမျိုးတွေအဖြစ်များတတ်တပါတယ်ခင်ဗျာနော်ဒါအပြင်ญาတိအမှုကြောင့်ကာလများကြောင့်လူအများစုနဲ့ပတ်သက်လာတဲ့အခါပထဝီဓာတ်အားနည်းသောကာလဖြစ်တဲ့အတွက်ဒူတို့အစင်အမြစ်တို့ခါတို့အစရှိတာတွေနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးညံ့တာမျိုးအနေငယ်လေးခြူကြတာမျိုးတတိပြုစင်ပြေပြီးတော့အဲငကူကအချိန်ကကျမ်းမာရေးညံ့တာမျိုးကိုခံအားနေသောမိတ်ဆွေများအဖို့ကတော့အသက်ကြီးသော ်အသက်နည်းနည်းကြီးသောမိဆွေမိဘများနဲ့အသက်ငယ်ရွယ်သောကလေးငယ်များမှာရာသီပူပြောင်းကာလလေးဒီမှာပုံမိုးတရိထားတင်သောကာလဖြစ်တယ်။ဒါကြောင့်ရေရာအနေနဲ့ဆိုရင်ဆရာမိဆွေများအနေနဲ့အထောက်အပံ့ကုသိုလ်ရရှိစေရန်အတွက်ဆိုရင်ဆရာတို့အဲ့ဒီလိုကျမ်းမာရေးရှုချာညံ့တဲ့အခါမှာပထဝီတန်အားနည်းမှုကိုပြပြောက်စေရန်အတွက်တောင်ဝေးတစ်ချောင်းလှူတာမျိုးဖြစ်စီညောင်ထောက်ရှင်းကုသိုလ်များကိုပြုလုပ်ရင်မိဆွေတွေရဲ့ကျမ်းမာရေးကံဟာကောင်းမွန်လာမှာအတေချာပဲဖြစ်ပါတယ်ခင်ဗျာဒီလအတွင်းမှာအထယ်လေးလုပ်ငန်းကြီး စက်ပစ္စည်းလုပ်ငန်းတွေစံစီစေစားနဲ့ပတ်သက်သောအရာတွေစားတော့ကုန်လုပ်ငန်းတွေကွန်ပျူတာကကြောက်တဲ့ခြံထွက်ကုန်လုပ်ငန်းတွေကုတန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပြီးတော့ကံကောင်းစေတဲ့အတွက်ဒီလုပ်ငန်းများမှာတိုးချက်လှုပ်ဆောင်ပြီးပုံမူအတာကောင်းမွန်သောလဖြစ်ပါတယ်။ရွှေစည်းများအဝယ်များပြီးတော့ဈေးနှုန်းများအကျပတ်ကိုအနှဲငယ်ကူပြောင်းတတ်တယ်လေမငြိမ်မသက်ဖြစ်တတ်သောလဖြစ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ရွှေစည်းနဲ့ပတ်သက်လာတဲ့အနှဲငယ်တော့အကျပတ်သို့ရောက်နိုင်ပါလေခင်ဗျာ။ အမှုပညာဆိုင်ရာလုပ်ငန်းများအလားပါရေးရဆိုင်ရာလုပ်ငန်းများဖက်ရှင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများဒီဇိုင်နာဆက်ရှိတော်လုပ်ငန်းများ creation ပေါ့နော်ဟိုဖန်တီးနိုင်စွမ်းရှိတဲ့လုပ်ငန်းတွေမှာတော့ပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်ပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့အနည်းငယ်ရုံးကန်ရတတ်တော့လာဖြစ်တဲ့ဖြစ် ဘာသာစကားသင်တန်းနဲ့ပတ်သက်သောအရာများမိမိတို့အနေနဲ့သင်ယူလေ့လာခြင်းထက်မိမိတက်မြောက်ပြီးတော့အရာကိုဘယ်လိုကောင်းမွန်အောင်သုံးချမလဲဆိုပြီးရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကံရရဲ့အားသာခြင်းတွေပုံမူရရှိတတ်တဲ့အတွက်မိတ်ဆွေပညာရေးနဲ့ပတ်သက်ရင်တက်မြောက်ပြီးတာကိုလည်းလက်တွေ့ကျကျအကောင့်ထဲပေါ်ရန်လိုအပ်ပါလေခင်ဗျာလူငယ်တွေလူငယ်တွေအရှင်ရင်းနဲ့ပတ်သက်လာရင်တော့စုပ်ကောလက်ကောဝင်တတ်သောကာလကြောင့်ရှေ့တို့လည်းရအိမ်ဆောင်လည်းကြဖြစ်ရတတ်ပါလေအဲ ြစ်သူလည်းရအိမ်အောင်လည်းကြာကံကောင်းတာလားကံဆိုးတာလားဆိုတော့မသိဘူးတော့အိမ်အောင်ပြုဖို့အတွက်ဆိုရင်ဆရာငင်နာမင်္ဂလာရလာပြီလို့ရတယ်ဆရာနော်ဟုတ်ပြီလူတွေတွေချင်းအိမ်မှာဆိုရင်တော့ချစ်သူလည်းရအိမ်အောင်လည်းကြစုပ်ကောလက်ကောတပါးတဲ့တွဲဝင်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေလူငယ်များအနေနဲ့တော့အဲအိမ်အောင်ကြတဲ့မိတ်ဆွေများပို့တော့ဒီကာလမှာချစ်လို့ဆောင်ရပြီးတော့အဲမျက်နှာပွင့်လန်းတတ်ဖြစ်တတ်ပြီးတော့အိမ်အောင်မကြတဲ့လူငယ်များပို့ကတော့သတိပြုစင်ကြရတော့အနည်းငယ်လေးလိုအပ်တာပေါ့ အိမ်တော်မင်းမဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုအနေငယ်လွဲရတာမျိုးလေးအထူးသဖြင့်ဂျားလူတဦးတယောက်ကိုအကြောင်းပြပြီးတော့ အိမ်တော်ကြီးမှာဒုံးနဲ့ဒုံးတယောက်နဲ့တယောက်အဆင်မပြေမှုများစွာဖြစ်ရတတ်တဲ့အတွက်မိမိတို့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာကြားလူကြောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးဒုံးတယောက်ကြောက်ပြဿနာစကားလေးကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိမိတို့အနေနဲ့မိမိမိသားစုဝင်ရလို့အခြားတမားစုပေါ်မှာစကားပြောဆိုတဲ့အခါတိုင်းနေတဲ့အခါမှာတတိထားစီရင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါကြောင့်အရေးကြီးသောကိစ္စတွေဆုံးဖြတ်ချက်တွေကိုဒီရက်လအတွင်းမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်ချမှတ်ရန်အတွက်တော့အားနည်းသောလဖြစ်ပါလေခင်ဗျာ ဒီရတဲ့မှာဖန်လာပိုင်းတဲ့မှာအကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့၃ကဏ္ဍ၄ကဏ္ဍနှစ်ကဏ္ဍဟာအကျိုးပေးကံကောင်းစီပါပဲအကျိုးပေးသောအယောင်နေနဲ့ဆိုရင်တော့အနီယောင်မိုးပြာယောင်အဖြူယောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီပြီးတော့ဒီလအပြင်မှာတနင်္လာသာသမီစနေသာသမီတို့မဟုတ်တနင်္လာရက်စနေရက်တွေမှာအဲမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်ကံတရားရဲ့ထောက်ပံ့နေကိုရရှိစီမှာအတေကြပဲဖြစ်ဖြစ်ပါလေခင်ဗျဒီခုနလပိုင်းတွေမှာအဆောင်ပြုလုပ်လို့တော့မိတ်ဆွေများအနေနဲ့ ျွန်းနဲ့နဲ့အဆောင်ပြုတ်လောက်တာမျိုးတွေကျွန်းနဲ့နဲ့နေတူနန်သူကျွန်းနဲ့နဲ့အဲဓမ္မရေးဆရာပြောလိုက်ခြင်းနဲ့ဆရာကြီးတန်းမှာကျွန်းနဲ့တန်လေးရနဲ့အဆောင်တွေကိုလက်ွက်တွေကိုရရှိနိုင်ပါပြီเนาะဒါပေမဲ့ဒီလကမှာတော့ကျွန်းနဲ့နဲ့ပတ်သက်ပြီးတော့ဘာလို့ဆောင်ဆောင်မိတ်ဆွေတို့အနေနဲ့ကန်ရရဲ့တုံ့တမှုတွေရရှိပြီးတော့အဲငွေကြေးကိစ္စပြောဆိုမှုကိစ္စတွေမှာချိလို့ဆောင်ရအောင်မြင်ချင်းတုံ့တက်ခြင်းတွေဂျင်းတွေပေါ့ရရှိမှာအတိအကျပဲဖြစ်တယ်ခင်ဗျအတိအကျအနေနဲ့ဆိုရင်တော့ ရှင်းမိတ်ဆွေများနတ်ဆက်လေးပဋ္ဌာန်းကိုမိမိရဲ့မွေးရက်ကမွေးနေ့ကစလို့ကိုဟာဘုံတပုစဘုံတပုအင်္ဂါဆိုအင်္ဂါနေ့ကစလို့ခုနှစ်ရက်တိတိအတိတ်ကဝင်လာရင်မိတ်ဆွေတို့ရဲ့ခက်ခဲမှုတွေအားလုံးပြေပြောက်ပြီးတော့ကြီးမားသောလူရည်ဆန္ဒတွေအားလုံးပြေဝသွားစီမှာအတိအကျပဲဖြစ်ပါလေခင်ဗျာဤလာပြင်မှာအိမ်ဆောက်ပနက်ရရေခင်းတုလို့သူများအတွက်ဆရာကအခါကိုမိဂလာအခါကိုပြောပြပေးခြင်းပါလေခင်ဗျာဒီနှစ်ဒီနှစ်25ခုနှစ်ပိုင်းပြင်မှာ အင်းလေးလိုပဲဆရာကပြောပါမယ်ဆရာရဲ့မိတ်ဆွေများအိမ်ဆောက်ပနဲ့ရရေရင်းမှုလို့တော့ဆရာမိတ်ဆွေများအနေနဲ့အင်္ဂလိပ်လိုဇူလိုင်9ရက်20ရက်25ရက်နေ့ဒီမှာပြုလုပ်လို့ကောင်းပါတယ်ခင်ဗျာအိမ်ဆောက်ပနဲ့ရရေရင်းမှုလို့များအနေနဲ့ဇူလိုင်9ရက်20ရက်25ရက်နေ့ဒီမှာကံကောင်းစီပါတယ်ခင်ဗျာရှင်ပြုရဟန္တာအိမ်ဓာတ်မင်္ဂလာပြုလုပ်လို့သူများ9ရက်18ရက်20ရက်ပြန်တော့ပြပါမယ်ရှင်ပြုရဟန္တာအိမ်တက်မင်္ဂလာကပြုလို့လို့တော့ဆရာမိတ်ဆွေများခုနလပိုင်း9ရက် 18ရက်20ရက်နေ့တွေမှာပြုလုပ်ဆောင်ရလို့ကောင်းပါတယ်ခင်ဗျာလူငယ်တွေအိမ်ထောင်ပြုစစ်ဆက်လက်ထပ်မင်္ဂလာပြုလုပ်လို့တော့ဆရာမိတ်ဆွေများအနေနဲ့ကတော့ဇူလိုင်လ9ရက်16ရက်နေ့တွေမှာချိန်ကိုဆောင်ရလို့ဆောင်ရင်ကံကောင်းစီပါတယ် အိနောင်မြူစစ်ဆက်လက်ထပ်မင်္ဂလာပြုလုပ်လို့သူများဒီလအတွင်းမှာ9ရက်16ရက်နေ့တွေမှာပြုလုပ်ဆောင်ရွက်ရင်ကောင်းမွန်စေပါတယ်ခင်ဗျာမိမိတို့ရဲ့အရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်တဲ့အခါမိမိတို့ရဲ့လုပ်ငန်းကိစ္စအရေးကြီးသောကိစ္စအဝဝကိုပြုမှုဆောင်ရွက်တဲ့အခါကြောင့်ရှိဆရာမိတ်ဆွေများဒီ9လပိုင်းတွေမှာဆို17ရက်22ရက်နေ့တွေမှာကံကောင်းအားသာစေတဲ့အကြောင်းဆရာကပြောလိုပါတယ် ဆရာမင်းရှင်များအရေးကြီးသောကိစ္စများကိုခုနလပိုင်းအင်္ဂလိပ်လို17ရက်နဲ့22ရက်နေ့ဒီမှာပြုမူစာများရေးကံကောင်းဈေးမှာအတိအကျပဲဖြစ်တယ်ခင်ဗျာနော်ဆရာငယ်အနေနဲ့ဒီခုနလပိုင်းအတွက်စကားလက်ဆောင်ပေးရတော့ဆရာမင်းရှင်များကိုဆရာကဒီ2025ခုနှစ်ခုနလပိုင်းအတွက်စကားလက်ဆောင်လေးတစ်ခုပေးချင်ပါတယ်ခင်ဗျာမင်းရှင်များခင်ဗျာဓာတ်နတ်တိုက်ယူရဝိစာအစရှိတော့ ပုဂ္ဂိုလ်များဤဟုတ်လားအလုံးမှာမြတ်စွာဘုရားရှင်ရဲ့တဏှာဘောကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းသည်စင်စစ်ဖြစ်၏ယခုကထို့သို့မဟုတ်ရှိဖရာယုတ်တူငငယ်ဘိုးတော်ကကွယ်မဖြစ်ကြစီရန်ဆရာမိတ်ဆွေများတရိပ်ပြုစင်ခြင်းလိုကြောင်းဆရာကအကြံပေးတတိပေးရင်လည်းပြန်ပြောပြပါမယ်ဒီနှစ်2025ခုနှစ်ခုနလပိုင်းအတွက်ဇာငယ်နေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျား ဓာတ်နဲ့တိုက်ယူရာဝိစာအဆရှိသောပုဂ္ဂိုလ်များ၏အလုံးမှာမြတ်စွာဘုရားရှင်ရဲ့တဏှာတော်ကိုထိမ့်သိမ်းစောက်ချောက်ရခြင်းသည်စင်စစ်ဖြစ်၏ယခုကထို့သို့မဟုတ်ရှိထို့ကြောင့်ဇံငယ်မိတ်ဆွေများအနေနဲ့ဖရာယုတ်ထုငငယ်ဘိုးတော်ကကွယ်မဖြစ်ပါစေလို့ကြောင်းတတိပေးအကြံပြုစကားလက်ဆောင်ပေးရင်လည်းဤကခုနလပိုင်းကွာပေါ်စံပြီး